အားလုံးပဲမင်္ဂလာပါတ िश ွယ်ရကြိုဆိုလိုက်ပါတယ်ဒီတ िश ွယ်ဆိုတဲ့ channel လေးမှာတော့တ िश ွယ်ကိုယ်တိုင်ရှင်းပြထားတဲ့ Great Mess ရဲ့သင်ခန်းစာလေးတွေကိုเนาะဗီဒီယိုလေးတွေနဲ့သူ့ရဲ့ chapter အလိုက်နော်ချက်တင်ပေးထားတဲ့ channel လေးဖြစ်ပါတယ်အလွယ်တကူဝင်ရောက်လည်လာနိုင်ပါတယ်เนาะအခုဒီဗီဒီယိုလေးမှာလဲ chapter 10ရဲ့ trigonometry သင်ခန်းစာမှာเนาะဓာတ်ရဲ့တန်ဖိုးတွေကိုသိယုံနဲ့ ီကြောင့်နေဟာ xy ပြင်ကြီးပေါ်မှာဘယ်လေးစိတ်ပိုင်းဘယ် quadrant မှာရှိနိုင်တယ်ဆိုတာကိုအလွယ်တကူသိရှိဖို့အတွက်ဒီရှေ့ကရှင်းပြထားတာဖြစ်ပါတယ်။ကြည့်ရအောင်နော်။မင်္ဂလာပါ။ဒါကတော့တောင်းရဲ့အတိုင်းဒါပမာဏတွေဒီနည်း xy plane ပေါ်မှာရှိမဲ့နော်တရှိမဲ့တောင်းတည်နေရာတွေကိုပြောချင်တာဖြစ်ပါတယ်။မဆိုရင် xy plane မှာဆိုရင်ရေလိုကလေးစိတ်ပိုင်းလေးခုရှိမယ်နော်။ ီအပောင်းဝင်ရနှစ်ခုကြားမှာရှိတဲ့နော်လေးစိတ်ပိုင်းကဒီအစတာပေါ့နော်ဒါ pass quadrant ပေါ့နောက်တစ်ခါ why အနေပြီးတော့ဒီဘက်ကအနှုတ် x ဘက်ကိုရှိနေတယ် quadrant က second quadrant နော်အဲ့ x ကလည်းအနှုတ်ဝင်ရော y ကလည်းအနှုတ်ဝင်ရောချားမှာရှိနေတယ် quadrant က third quadrant နောက် y ကအနှုတ်ဝင်ရော x ကအပေါင်းဖက်ကိုပြန်ရောက်သွားတယ်ဒီနောက်ဆုံး quadrant လေးက fourth quadrant လို့ခေါ်ပါတယ် ဒါတော့ဒီ share group ဟာဒီ나이လက်တိုင်ရဲ့ anti clockwise အတိုင်းသွားတာเนาะတော့ first quadrant second quadrant third quadrant fourth quadrant first quadrant เนี่ยကနေစပြီးရော share ရော down လက်တိုင်ကိုစပြီးပြောမယ်ဆိုလို့ရှိရင်เนาะ x ဝင်ရိုးတဲ့တဲ့ပုံမှာဆိုရင်ဒါ0 degree ရှိမယ် y ဝင်ရိုးတဲ့တဲ့ပုံဆိုရင်ဒါတောက်မှန်တစ်ခုပြည့်သွားတယ်ဖြစ်တဲ့အတွက် 90° ရှိမယ်။ဒါဆိုရင်တော့ဒီရားထဲမှာရှိနေတဲ့ဒီ first quadrant ထဲမှာရှိနေတဲ့တောက်နေရာတော့0နဲ့ ဒီဂရီချားထဲမှာရှိနေတယ်တော့ဥပမာအဖြစ်မျိုးမင်းစင်30ဒီဂရီပေါ့ဒါဆိုရင်ဒါ first quadrant ထဲမှာရှိတယ်နော်75ဒီဂရီ first quadrant ထဲမှာရှိတယ်89ဒီဂရီ first quadrant ထဲမှာရှိသေးတယ်ဟုတ်လားနောက်တစ်ခု second quadrant second quadrant ကတော့90ဒီဂရီကျော်သွားပြီဟုတ်လား180ဒီဂရီတဲ့ငယ်တယ်ဟုတ်ပြီနော်ဒါ90ဒီဂရီနဲ့180ဒီဂရီချားထဲမှာရှိတယ် ဥပမာပြောမယ်ဆိုလို့ရှိရင်120 degree 120 degree second quadrant ထဲမှာရှိပါတယ်နော်179 degree 189 degree ဟုတ်လားသူလည်း second quadrant ထဲမှာရှိရပါတယ်နော် third quadrant third quadrant ကတော့180ကျော်ပြီး280အတွင်းပေါ့နော်အဲကြောင့်မို့လို့180နဲ့ 270 degree ကြားထဲမှာရှိတယ်ဒေါင်တန်ဘူးတွေဥပမာပြောရမယ်ဆိုလို့ရှိရင်လို့225 degree 225 degree ဟုတ်ပြီနော်ဒါတို့က230 degree 230 degree နော်265 degree 265 degree အဲ့ဒါဒီဒီ30တက် quadrant ထဲမှာရှိပါတယ်နော်ပို့ quadrant ပို့ quadrant ကတော့ 290ဒီဂရီထက်ကျော်သွားပြီ360အထိလည်းမရောက်သေးဘူးပေါ့เนาะဒါတပတ်လည်မှเนาะအစာနေပြီးတော့ဒီ၄ခုစလုံးကိုကျော်ပြီးဒီအစာနေရောင်ပြန်ရောက်ပြီးဆိုမှဒါတပတ်ပြေတာ360ဒီဂရီအဲ့နေရောင်မရောက်ချင်းရတော့360မပြေသေးဘူးအကြောင်းမို့လို့ပို့ပွားရတယ်မှာရှိသေးတယ်ထောက်နေသည်290နဲ့360ကြားထဲမှာရှိပါတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်တော့290ဒီဂရီ290ဒီဂရီ ဟုတ်ပြီနော်300 degree ဒါသေးသည်ပိုကွာရနေမှာရှိပါတယ်အဲ့တော့ဒေါင်းတစ်ခုရဲ့နော် degree တန်ဖိုးကိုတည်တာနဲ့အဲ့ဒီဒေါင်းဒီဘယ်ကွာရနေမှာရှိတယ်ဆိုတာကိုဟိုကရပါတယ်ဒါကတော့ရှင်အပေါင်းလက္ခဏာဆောင်းတာတွေပေါ့နော်အဲအနောက်လက္ခဏာဆောင်းတာဆိုရင်တော့သူကဒီကနေပြီးတော့ပိုကွာရနေကိုအရင်ရောက်မှာနော်ဒီအိတ်ဆွေရောကနေအောက်ဘက်ကိုစသွားမှာဆိုပိုကွာရနေကိုစရအောင်ပါပေါ့ ဥပမာအပြင်ပြောမယ်ဆိုလို့ချင်းရောလား minus 30 degree minus 30 degree ဆိုရင်တော့ဒီတောင်ဒီအနှုတ်လက္ခဏာဆောင်းတဲ့အတွက်ကြောင့်သူဒီပို့ပါရန်နဲ့မှရှိပါတယ်ဟုတ်လားဒါအနှုတ်နဲ့ပြောမှာเนาะအဲ့တော့ဒါလေးရတော့ကျေတော့အနှုတ်လက္ခဏာရောက်ပြီဆိုလို့ရှိရင်အိတ်ဆွေရိုးရဲ့အောက်ဖက်ကနေစပြီးတော့လဲသွားပြီးတော့တွေ့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ကျေတော့ down degree ကိုကြည့်ပြီးတော့ သူဒီ x y plane မှာဘယ် quadrant နဲ့မှာရှိတယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်เนาะဒီအတွက်ရှင်းတာပါမင်္ဂလာပါ